ဗီယက်နမ်နိုင်ငံဟန်နွိုင်းမြို့တော်မှာရှိတဲ့ကာရာအိုကေဘားတစ်ခုမှာမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက်လူ73ဦးသေဆုံးခဲ့ပြီးရဲအင်အားရှိ2ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အခင်းဖြစ်ပွားရာနေရာဟာကူဂီရီဒေသမှာဖြစ်ပြီးနိုဝင်ဘာလ1ရက်နေ့နေ့လယ်ခင်းမှာစတင် လောင်ကျွမ်းခဲ့တာဖြစ်ခါမီးဟာနှင်းမြန်စွာပြက်နှက်လောင်ကျွမ်းခဲ့ပြီးအနည်းအနာကအခန်းတွေကိုကူးဆက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။အဲ့လိုလောင်ကျွမ်းခဲ့တဲ့မီးဟာအစာအုပ်ပြင်ပမှာရှိတဲ့ကားရီဆိုင်ကယ်တွေကိုပါမီးဆွဲလောင်ကျွမ်းနေတာတွေကိုလည်းမြင်တွေ့ရပါဗျ။ယာနဲ့ ချီတဲ့မိသက်သမားတွေနဲ့ရဲအယားရှိတွေဟာမိကိုညှိနှိုက်ဖို့ကြိုးစားခဲ့ကြပြီးမိညှိမှုကြိုးစားတဲ့ရဲအယားရှိနှစ်ဦးတရားရရှိခဲ့တယ်လို့သိရပါဗျ။ ဝင်ကြီးချုပ်ငုရင်ရှင်ဘက်ကတော့မီးလောင်ရတဲ့အကြောင်းရင်းကိုအမြန်ဆုံးစုံစမ်းဖော်ထုတ်ဖို့ရဲတပ်ဖွဲ့ကိုညွှန်ကြားထားပြီးပေါ်ဆောင်မှုကြောင့်ဖြစ်ပါကပြင်းထန်စွာအပြစ်ပေးမယ်လို့လည်းအစိုးရကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ဝင်ကြီးချုပ်ဟာကာရာအိုကေဘားတွေနဲ့စားသောက်ဆိုင်တွေမှာမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်ဆောင်ရွက်ထားခြင်းရှိမရှိကိုတိကျစစ်ဆေးဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့စက်တင်ဘာလအတွင်းကလည်းဟနွိုင်းမြို့မှာပဲကာရာအိုကေကမ်းတစ်ခုမိလောင်မှု ဖြစ်ပွားခဲ့ပြီးအသေးအပြောက်တော့မရှိခဲ့ဘူးလို့သိရပါဗျ။